UK မှာနိုင်ငံသားလျှောက်လို့ရပါတယ်အစိုးရကဒီနိုင်ငံသားလျှောက်ချင်တဲ့လူတွေအတွက်တရားဝင်ပေါ့နော်ဘယ်လိုလမ်းကြောင်းမျိုးနဲ့လျှောက်လို့ရမလဲဆိုတာမျိုးတမတ်ပြထားပေးကြတာရှိတယ်ဟိုအချင်းချုပ်ပြောမယ်ဆိုရင်တော့ official 3 ways လောက်ချပေးထားတယ်ပေါ့တစ်ခုကကျတော့အများစုလက်တိကြရတယ် property investment လုပ်ပြီးတော့နိုင်ငံသားယူလို့ရတယ်နောက်တစ်ခုကအပန်းမှာအစိုးရတမတ်ထားတဲ့ amount တစ်ခုပေါ့နော်အခုလက်ရှိစဉ်ဒေါ်လာ5သိန်းပေါ့ property ဆိုရင်တော့ဒေါ်လာ4သိန်းပေါ့အဲ့ဒီ amount ကိုဘာမှသွားပြီးတော့ fixed deposit လုပ်ရတယ်အဲ့ဒီ way နဲ့လျှောက်လို့ရတယ်ရှိတယ်နောက်ဆုံးတစ်ခုကတော့ Turkey မှာလာပြီးတော့မလုပ်လို့ချင်တာတို့စက်ရုံဒီ factory တွေပဲလာပြီးထောင်ကျင်းတဲ့လူတွေအတွက်သူတို့ Turkey နိုင်ငံသား အယောက်90ပေါ့လူရင်90ဦးအလုတ်ကန်ခွန်းလားဖန်တီပေးနိုင်တယ်အလုတ်ခတ်နိုင်တယ်ဆိုရင်လည်းကြောက်လို့ရတယ်ဒါတော့အစိုးရတာဝန်တတ်မှတ်ပေးထားတယ်ချမှတ်ပေးထားတယ် waste တုံးကြီးနေလန်းတုံးကတော့ဒါပို့ပြီးတော့ရဖို့တေးကြတယ်ပြောတေးကြတဲ့ဟာတွေပို့တေးကြတယ်နောက်ထပ်နီလန်းလေးနှစ်ခုလောက်ထပ်ရှိရတယ်ကျောင်းလာတက်တဲ့လူတွေနဲ့ဝေါ်ပါမင်းလို့အလုတ်လုပ်တဲ့လူတွေအတွက်ဝေါ်ပါမင်းနဲ့အလုတ်လုပ်တဲ့လူတွေကတော့ရှင်းရှင်းပဲဝေါ်ပါမင်းနဲ့တူရကီမှာအလုတ်လုပ်တာ9နှစ်ပြည့်ပြီးတော့6နှစ်မြောက်ရောက်သွားလို့ရှိရင်နိုင်ငံသားရှောက်ရှင်နေဆိုရင် citizenship fountain လို့ရတယ်ဖောင်တင်လို့ရတဲ့အိဗေကပေးမှမပေးဘူးအိဗေမဟုတ်ဘူးเนาะအဲ process က လည်းတို့ runner တစ်နှစ်ခွဲနှစ်နှစ်လောက်ကြာတယ် free ကတက်မှာပဲအဲလုပ်လို့ရမယ်ဒါကလည်းကိုကတိတ်ရှိရဲ့လူဆိုရင်တော့လေးလာကြည့်ပေါ့နော်အကြောင်းသားတွေအနေနဲ့ကြတော့လေဒီဟာဘယ်ဒါပေမဲ့အကြောင်းပြီးွားမှတူတကီမှာလှုပ်ဆက်လုပ်နေရင်ဝတ်ပါမရတဲ့အချိန်ကြတော့မှဒီ process အတိုင်းပဲ set run ကြည့်လို့ရတယ်ဒီအကြောင်းကတော့ဟိုအသေးစိတ်ပြောပြပေးထားတဲ့ video လေးရှိတယ်ဆိုတော့ဒီမှာတော့ခြုံငုံပြီးတော့ပေါ်ရံပဲရှင်းပြပေးပါတော့အဲ့တော့အသေးစိတ်ဆက်ပြီးတော့အတိအကျနဲ့ဆိုရင်ကျွန်တော်တို့ဒီအကြောင်းအသေးစိတ်ပြောထားတဲ့ focus video လေးတို့ကြည့်လို့ရပါတယ်